အိန္ဒိယရဲ့လေကြောင်းအာကာသစွမ်းအင်နဲ့အခြေခံအဆောက်အုံကဏ္ဍအတွက်ထုတ်ကုန်တွေထုတ်လုပ်ပေးနေတဲ့ Goodrich and Boys ကုမ္ပဏီကကုန်ကျစရိတ်တွေကိုရှင်းချဖို့အတွက် AI နည်းပညာနယ်ပယ်မှာရင်းနှီးမြှုပ်နှံနေကြောင်း Nikkei Asia ကဖော်ပြခဲ့ပါတယ်။ AI နည်းပညာဟာအကျိုးမြတ်များတဲ့လူသုံးကုန်ပစ္စည်းတွေကိုထုတ်လုပ်ဖို့ရုံးကန်ရပွဲရှိပေမဲ့အိန္ဒိယရဲ့စက်မှုကဏ္ဍကိုအကျိုးရှိစေခဲ့ကြောင်း Goodrich and Boys ကုမ္ပဏီရဲ့ Digital နဲ့သတင်းအချက်အလက်အကြီးအကဲ Vijay Balakrishnan ကပြောကြားခဲ့ပါတယ်။ AI နည်းပညာအသုံးပြုတဲ့စက်မှုလုပ်ငန်းတွေဟာလုံတိုင်းအင်အားရင်းမြစ်ကိုရှင်းချနိုင်ခြင်းလုပ်ငန်းလက်ပတ်မှုကိုပုံမှန်မြန်ဆန်စေခြင်း င်အလေအလင့်ယောနေခြင်းတို့နဲ့အတူလုပ်ငန်းလည်ပတ်မှုအတွက်ကုန်ကျစရိတ်ကိုတက်တာစီနိုင်ကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။လက်ရှိမှာ Goodrich and Wise Company ဟာကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာလုံတိုင်းအင်အားကိုလျှော့ချဖို့ AI နည်းပညာပေါင်းစပ်ထည့်သွင်းထားတဲ့စက်ရုပ်လက်တံတွေကိုအသုံးပြုဖို့လှုံ့ဆော်လျက်ရှိပါတယ်။ဥပမာအဖြစ် AI စနစ်ဟာရေခဲတက်တာတွေနဲ့လေးပိစက်တွေအတွက်တက်ဆင်ရမယ့်စက်ပစ္စည်းအစိပ်ပိုင်းတွေကိုအစီအစဉ်တကျနေရာချထားရမှာအထောက်အကူဖြစ်စီမှာဖြစ်ပါတယ်။ AI နည်းပညာထည့်သွင်းထားတဲ့စက်ရုပ်လက်တံတွေဟာချွေးရင်းချက်တွေနဲ့အပြည့်အနာစာတွေကိုထောက်လန်းသိရှိနိုင်ပြီးဆယ်ရန်နေရာတွေရဲ့စွမ်းဆောင်ရည်ကို ည်းလေ့လာသုံးသပ်နိုင်တယ်လို့ကျွမ်းကျင်တွေကပြောကြခဲ့ပါတယ်။အဲ့ဒီပြင်းဆက်ယုံရဲ့အပူချိန် APIS နဲ့ဒါမှမဟုတ်ဆိုင်ရန်ရလေပတ်မှုတွေကို AI ကထောက်လှမ်းသိရှိနိုင်တာကြောင့် GoDragon Voice Company အနေနဲ့စွမ်းရည်အတွက်အသုံးပြုရတဲ့မီတာကားတွေနဲ့ကာဗွန်ထုတ်လွှတ်မှုပမာဏကိုရှင်းချနိုင်မှာဖြစ်ပါတယ်။ AI နီးပညာသုံးစက်ပစ္စည်းတွေကိုအသုံးပြုမှုဟာတာမန်အလုပ်ချိန်အား15ရာခိုင်နှုန်းမှ20ရာခိုင်နှုန်းအထိရှင်းချပေးနိုင်ပြီးကုန်ထုတ်လွှတ်မှုကဏ္ဍမှာ30ရာခိုင်နှုန်းမှ40ရာခိုင်နှုန်းအထိတိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။အဲဒါကြောင့် GoDragon Voice Company ကပို့ကုန်သွင်းကုန်ကဏ္ဍမှာရှင်ပြိုင်မှုတွေအထူးသဖြင့်တရုတ်နဲ့ရှင်ပြိုင်မှု မှာ AI စနစ်တွေရဲ့အထောက်အကူရရှိဖို့ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။